ကဲတော့တိုက်တဲ့နေ့ဟာရေခဲတော်နဲ့မတိုက်မိနေတဲ့ကပျက်စီးဖို့ကံပါလာခဲ့တာပါဒီမော်ဂျီကမနစ်မြုံနိုင်တာမဟုတ်ပါဘူးလူသားတွေရဲ့မာနကပဲတိုက်တဲ့နေ့ကိုသမုဒ္ဒရာအောက်ခြေစီတီဆွဲချသွားခဲ့တာပါ1922ခုနှစ်ကအဖြစ်ဆုံးမှာလူပေါင်း1500ကျော်ကိုကယ်တင်နိုင်မဲ့အခွင့်အရေးတခုရှိခဲ့ပါတယ်။ဒါပေမဲ့အဲဒီခွင့်အရေးဟာတောကက်ထားတဲ့တိတ္တတလုံးတွေမှာပိမ့်မိနေခဲ့တာပါ။ 1912ခုနှစ်ဧပြီလ10ရက်နေ့အင်္ဂလန်နိုင်ငံဆောက်တန်တန်စိတ်ကဲမှာလူပေါင်းတောင်းနဲ့ချီပြီးတော့ဆူယုံနေကြပါတယ်။လူကြီးရဲ့ရှိမှာတော့အီယာမတံမရိခန္ဓာကြီးတခုလိုခံ냐ထဲဝါနေတဲ့ RMS ထိုင်တန်းနဲ့တင်မောကြီးရှိနေပါတယ်။ထိုင်တန်းနဲ့တင်မောကြီးဟာအဲဒီခေတ်ကကပတ်အကြီးဆုံးအခိုင်အကန့်ဆုံးနဲ့အဆင့်မြင့်ဆုံးအင်ဂျင်နီယာပညာရဲ့တွေပြရုပ်ပါ။ဘုရားသခင်တော်မနှိမ်ညွန့်နိုင်ဘူးလို့ပြောခံရတဲ့အထိယုံကြည်မှုတွေကအထွတ်ထိပ်ကိုရောက်နေခဲ့တာပါ။ဒါပေမဲ့ဒီမြင်ကွင်းနေရဲ့နောက်ကွယ်မှာတော့ နေမောချင်းကိုတင်ရင်းစီပို့ဆောင်မဲ့လှုပ်ဝဲချက်တွေဟာတစ်ခုပြီးတစ်ခုအတင်းဆောင်ကြုံနေခဲ့ပါဗျ။နေမောကြီးစေကန်းကမထွက်ခါခင်ကလေးကပထမဆုံးနဲ့မိတ်ဆိုးတွေကစတင်နေခဲ့ပါပြီ။အဲဒါကတော့တင်မောရဲ့ကြောင်မီးတွေခက်နံပါတ်6ထဲမှာဖြစ်ပွားနေတဲ့မိလောင်မှုပါ။လူအများစုမသိခဲ့တာကဒီမီဟာရှက်ပေါင်းများစွာလောင်ကျွမ်းနေခဲ့ပြီးတော့တင်မောကိုယ်တိုင်ရဲ့တန်မဏိနိုင်ရန်တွေကိုအားနည်းသွားစေခဲ့တာပါ။အင်ဂျင်နီယာတွေကတော့ဒါကိုတိတ်ရင်းမကြည့်ဘူးလို့ထင်ခဲ့ကြပေမဲ့ဒီအားနည်းနေတဲ့နေရာဟာနောက်ပိုင်းမှာရေခဲတောင်နဲ့ထိမိတဲ့အခါ အလွယ်တကူပေါက်ထွက်သွားရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ရှင်းအောင်ချိန်ဆက်ကိုကြည့်မယ်ဆိုရင်နောက်ထပ်ဒူးဆန်းတဲ့အချက်တခု ရှိပါသေးတယ်။အရာကတော့မှန်မြောင်းနေပါ။ဒဲမောင်ပေါ်မှာအဝေးကိုကြည့်ဖို့မှန်မြောင်းနေပါလာခဲ့ပေမယ့်ယူရီးယားရရှိဒေးဗစ်ပလေယာကိုသင်းမောပေါ်ကနေရုတ်တရက်တောင်းဝင် ပြောင်းရွှေ့လိုက်တဲ့အခါလူကမှန်မြောင်းနေထဲထားတဲ့တတရဲ့တော့ကိုမတော်တဆယူသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲကင်းဆောက်သမားတွေဟာသမုတ်ရရာတဲကရေခဲတောင်တွေကိုဗလာမျက်စိနဲ့ပဲရှာဖွေခဲ့ကြရပါတယ်။ဒဲမောင်ကြီးကအားလုံးရဲ့မျော်လင့်ချက်တွေနဲ့တူ အဒန်လန်နဲ့သမုဒ္ဒရာတွေကိုခရီးနင်လာခဲ့ပါတယ်ပထမတန်းစားခီးတယ်တွေကတော့ဝိုင်းတောက်ပြီးတော့ကခုန်နေကြပြီမှာဒင်းမောရဲ့မောင်းနေခမ်းမှာတော့တည်င်းပိချက်တွေကအစီအီရောက်လုံနေပါတယ်ချိန်မှာရေခဲတောင်တွေရှိနေတယ်ဆိုတဲ့ကျင်းနှံစာတွေပါဒါပေမဲ့ဒီနေရာမှာအခြေဆက်တစ်ခုကြံခဲ့ပါတယ်အဲဒီနေရာကအဒန်လန်နဲ့သမုဒ္ဒရာရဲ့ခြေပြင်းဟာမှန်တစ်ချက်လုံငြိမ့်သက်နေခဲ့တာပါဒိဗန်ပညာရှင်တွေအဆိုအရအဲဒီနေရာမှာဂိုမရင်းလို့ခေါ်တဲ့အမြင်အာရုံလည်စားမှုတစ်ခုဖြစ်ပေါ်နေခဲ့ပါတယ်လေလူလာရဲ့အပူချိန်ကွာခြားကြကြောင့် horizon ဟာအမှန်တကယ်ထက်ကိုပုံမြင့်နေပြီးတော့ ရေခဲတောင်ကြီးကိုအမောင်ထဲမှာဖုံးကွယ်ထားသလိုဖြစ်နေခဲ့တာပါအဲဒါကြောင့်ပဲခင်းဆောင်သမားတွေကရေခဲတောင်ကိုအနီးကရောက်မှပဲမြင်ခဲ့ရတာဖြစ်ပါတယ်ည7:00နာရီနဲ့မိနစ်40လူတိုင်းအိမ်ဝေါ်ကြနေတဲ့အချိန်မှာခင်းဆောင်သမား Fractively ရဲ့ order ကသင်္ဘောကြီးကိုတုံလုံးသွားစီခဲ့ပါတယ်အဲဒါကတော့ရှိတဲ့တဲ့မှာရေခဲတောင်ဆိုတဲ့ order ပါပဲဗရမယာရှိမာတော်ဟာစက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချလိုက်ပါတယ်သင်္ဘောကိုဘယ်ဘက်ကိုအပြေးလဲဆက်တွေကိုနောက်ပြန်မောင်းဒါပေမဲ့ဒီဆုံးဖြတ်ချက်ကအမှားဖြစ်သွားခဲ့တာပါ ။အရာမတိုက်တဲ့နေဟာချက်ချင်းကွေ့ဖို့ဆိုရင်အရှင်ကသိမ့်များနေပါဘူး။တင်မောကိုတဲတဲတိုင်းမင်းရင်တော့တင်မောဥပိုင်းကကြည်သွားမှာဖြစ်ပေမယ့်ရေလုံခန်းနှခန်းထက်ပို့ပြီးတော့ကိုမနစ်နိုင်ပါဘူး။ဒါပေမဲ့တင်မောကိုကွေ့လိုက်တဲ့အတွက်ရေခဲတော့ဟာတင်မောရဲ့ဘေးဘက်ကိုဓာတ်နဲ့လီးတယ်လို့မျိုးပိုဆွဲသွားခဲ့တာပါ။မိမြမအရေးကြီးတဲ့အပိုင်းရောက်လာပါတယ်။တင်မောကိုယ်တွေကိုတိဆောက်ထားတဲ့တံတမလီတွေကအဲ့ဒီခေတ်တုန်းကအကောင်းဆုံးလို့ထင်ရပေမယ့်သူ့မှာဆာဗာဒက်တွေအများနေခဲ့ပါတယ်။ဒါကြောင့်အပူချိန်၃ညဒီဂရီရောက်ရောက်နေတဲ့ပင်လယ်သမုဒ္ဒရာထဲမှာဒီတံမရီတွေကဖန်သားလူမျိုးကျွတ်ဆက်ကုန်တာပါ ရေခဲတောင်နဲ့ထီယုံနေမဲရှိသေးတယ်။တံမိုတွေကပောက်ထွက်ကုန်ပြီးရေတွေကခမ်းမဆောင်၅ခုတည်းကိုတပြိုင်တည်းဝင်လာပါတယ်။အင်ဂျင်နီယာသောမတ်အင်ဒရူးကတော့ချက်ချင်းသိလိုက်ပါပြီ။နောက်ထပ်နှစ်နာရီတောင်တိုက်တဲနစ်ကပို့ပြီးတော့တောက်မခံနိုင်တော့ပါဘူး။လူပေါင်း2200ကျော်ရှိတဲ့တင်းမော်ပေါ်မှာကဲစိန်လီကရောက်900စာပဲပါပါတယ်။ဒီနေရာမှာလူဒန်းစားခွဲခြားမှုတွေကြောက်လန့်တကြအော်ဟင်းမှုတွေရှိပေမဲ့ရင်းနှင်းစရာကောင်းတဲ့ချိတ်ဆက်တွေလည်းရှိပါသေးတယ်။ဒီဂီတာဖွဲသားရှင်းရောင်းဟာလူတွေစိတ်ညစ်စီမှုတွေတွေနဲ့မှတချင်းတွေကိုစက်တိုက်တိခတ်ပေးနေကြပါတယ်။ ။အဘာချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဂျွန်ဂျီကိုအက်စတာကသူ့ရဲ့ကိုဝင်ဆောင်စနီးတဲ့ကိုကယ်ဆယ်ရေးလေးပေါ်တင်ပြီးတော့ခိန်းလမ်းမှာတွေ့မယ်လို့နှုတ်ဆက်စကားပြောပြီးတော့တင်ပေါ်ပေါ်မှာပဲကြံရင်ခဲ့ပါတယ်။ဒီလိုမျိုးကိုကျွန်းစွန့်မှုတွေကတိုက်တန်းနဲ့ပုံမြင်ကိုနှစ်ပေါင်း၁၀၀ကျော်ကြာအောင်ရှင်သန်စေခဲ့တာပါ။နာနဲ့နှစ်နာရီနဲ့မိနစ်20တိုင်တန်နေကြီးဟာအလဲကနေနှစ်ပိုင်းကျူပြီးတော့အဲဒန်လန်နဲ့သမုဒ္ဒရာရဲ့အမောင်းထူးတဲ့ကိုထာဝရနှစ်မြုပ်သွားပါတော့တယ်။ဒီပြည်မှာလူမောင်း1500ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီနေ့မှာတော့တိုင်တန်နေဟာဂျီအောက်မီတာ 3800မှာတော့တန်ကြီးတက်ပြီးတော့ပျက်စီးနေပါပြီ။ဒေဗန်ပညာရှင်တွေကတော့နောက်ထပ်နှစ်ပေါင်း90တွင်းမှာဒီသင်းမော့ပျက်ကြီးဟာလုံးဝပျက်ကွယ်သွားမယ်လို့ဆိုကြပါတယ်။ဒါပေမဲ့ Titanic ကပေးခဲ့တဲ့သင်ခန်းစာကတော့ဒီနေ့ထိကိုရှင်သန်နေသေးပါပဲ။စည်းကမ်းတွေကိုလစ်လို့ရှိတာ၊မိမိညာပေါ်အဆုံးရောက်ယုံကြည်တာနဲ့မာနထောင်လာတာတွေဟာအလောက်ထိအန္တရာယ်ကြီးမားလဲဆိုတာကိုတော့ Titanic ကတကပါလုံးကိုတက်တူပြသွားခဲ့တာဖြစ်ပါတယ်။ Titanic သင်းမော့ကြီးနှမြုပ်ရတဲ့တကယ့်အကြောင်းရင်းကတော့ရေခဲတောင်တစ်ခုတည်းကြောင့်မဟုတ်ဘဲသင်းမော့ဘော်ကလှုပ်ဝဲချက်များ မာရွေနဲ့စုံမဲ့ချက်တွေအကြောင်းဖြစ်ပြီးတော့နောက်ဆုံးအချိန်မှာပြသခဲ့တဲ့လူတွေရဲ့စိတ်ကတကယ်ကိုလေးစားဖို့ကောင်းပါတယ်။အခုလို့ဆုံးဒီကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုလဲ subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်။